ချိန်ပြည်သူများခင်ဗျာကျွန်တော်စင်နောင်နောင်တတ်ပါလွန်ခဲ့သော6လကျော်မလ28ရက်နေ့ကကျွန်တော်တို့နိုင်ငံအလဲပိုင်းကိုကင်လုတ်သွားခဲ့တဲ့ယူဆထားတဲ့ပင်းအားခွန်ကွာခွန် M7.7 စကိုင်းမန္တလေးငလင်ကြီးနောက်ပိုင်းအခြေအနေများကိုကျွန်တော်အပါဝင်ပြည်သူလူထုရလုံးကစိုးရိမ်တကြီးစောင့်ကြည့်ခဲ့ကြရပါတယ်အခုချိန်မှာတော့မလ28ရက်မှာအောက်တိုဘာလ15ရက်နေ့အထိစုစည်းထားတဲ့အလွန်ပြည့်စုံလုံလောက်တဲ့နောက်ဆက်တွဲငလင်မှတ်တမ်းများသမိုင်းဆိုင်ရာအချက်အလက်များ ဒေတာရင်းသုံးသပ်ချက်များနဲ့ကျွန်တော်ထံမှာရှိနေတဲ့နိုင်ငံတကာကြီး NSS Insa Data အချို့ကိုပေါင်းစပ်ပြီးအသေးစိတ်လေ့လာသုံးသပ်ပြီးနောက်ကျွန်တော်တို့အလုံးသိရှိနားလည်ထားတဲ့အလုံးအရေးကြီးပြီးအနာဂတ်ဖြစ်နိုင်ခြင်းများကိုငလင်ခံမှန်းသုံးသပ်သူတယောက်အနေနဲ့ရင်ထဲမှာရှိတဲ့အတိုင်းပွင့်ပွင့်လင်းလင်းအရှိကိုအရှိအတိုင်းပြင်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်ခင်ဗျာဤသုံးသပ်ချက်သည်ဘယ်နည်း ဘယ်အချိန်ဘယ်နေရာမှာငလင်ကြီးလောက်မီဟိုဟော့ကင်းထုတ်ခြင်းလုံးဝမဟုတ်ပဲလက်ရှိသိပ္ပံနေကြအချက်အလက်များအားဘယ်နေရာတွေမှာအန်ရရှိသောဖိအားများစုပုံနေနိုင်တယ်လဲဘလို့ထစ်နိုင်ကြီးတွေရှိနေတယ်လဲဆိုတာကိုပြည်သူလူထုကြိုတင်သိရှိပြီးအသက်ပေါင်းများစွာကိုကယ်တင်နိုင်မဲ့ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်စေရန်ဤရေတင်ဖြောက်ခြင်းသာဖြစ်ပါတယ်ခြုံငုံသုံးပတ်ချက်6လကျော်ကာလကကျွန်တော်တို့ကိုပေးနေတဲ့အချက်ပြများ ငလင်ကြီးတစ်ခုဟာဇက်သိမ်းမဟုတ်ပဲနော့ကော့ဆက်လိုင်းတဲ့အနေတန်းချစ်တတ်ပါတယ်ဆိုတဲ့စကားအတိုင်းပါပဲယူဆထားတဲ့ M7.7 ငလင်ကြီးဟာစကိုင်းပြတ်ရွအလဲပိုင်းကဖိအားတွေကိုလွတ်ထုတ်လိုက်ပြီးမြင်အဲ့ဒီအလွန်ကြီးမားတဲ့စွမ်းအားဟာပြတ်ကွေသွားတာမဟုတ်ပါဘူးသူဟာဖိအားလွှဲအထိသူ့ရဲ့ဘေးဖက်မှာရှိနေတဲ့မလုတ်တဲ့ပြတ်ရွကြောအပိုင်အဆများနဲ့ဆက်ဆက်နေတဲ့တခြားပြတ်ရွကြောစနစ်များစီကိုပြောင်းရွှေ့ရောက်ရှိသွားပြီးအဲ့ဒီနေရာရဲ့မူလဖိအားတွေကိုပုံမမြင်တတ်သွားစေခဲ့ပါတယ် ဒါကိုသိပ္ပံနည်းကြအဖြစ် coolant stress transfer လို့ခေါ်ပါတယ်လုံခဲ့သော6လကျော်ကငလင်ငယ်လှုပ်ခတ်ခဲ့တဲ့ပုံစံ GNSS Insight Data တွေကပြသနေတဲ့မေပင်ရွေးရှာမှုအချက်အလက်များနဲ့သမိုင်းမှတ်တမ်းများကိုပေါင်းစပ်ပြီးကျွန်တော်တို့အထူးသတိပြုစောင့်ကြည့်ရမယ့်အန်တဲအစင်မြင့်တဲ့နေသောဆုံများကိုအောက်ပါတိုင်းအသေးစိတ်ခွဲခြားတင်ပြအပ်ပါတယ်။အထူးသတိပြုစောင့်ကြည့်ရမည့်အန်တဲဆုံ Red Zone Again အမြင့်ဆုံးဦးစားပေး စကိုင်းပြည့်ရတောင်ပိုင်းဘခုအပိုင်းနဲ့ရန်ကုန်မြို့အပါဝင်မြို့ဝက်ကျောအရှိပိုင်းဒါကလက်ရှိအခြေအနေမှာကျွန်တော်တို့အစိုးရင်ဆုံးနဲ့အလေးနက်ဆုံးသတိထားရမယ့်စုံထပ်ပိုင်းတိတ်ပိုင်းနေကြအကြောင်းရင်တမိုင်းဝင် seismic ကဒီဘခုအပိုင်းဟာ99နဲ့တော့95နဲ့ကြာ NRP ငလင်ကြီးထမလို့တဲ့ seismic ကချွတ်တီဖီအားလွန်များကြီးစုပုံနေနိုင်တဲ့နေရာဖြစ်ပိုင်းဖီအားကူပြောင်းမှု stress transfer ယူဆထားတဲ့မလညင်ဆက်ရှိရက်က M7.7 ငလင်ကြီးအကျိုးကျန်းမှုဟာတောင်ဘက်ထူးမြို့အနီးမှာရပ်တန့်သွားခဲ့တယ်လို့ယူဆရပါတယ်။ဆိုလိုတာကအဲ့ဒီ M7.7 ရဲ့ swan area ဟာတောင်ဘက်ကိုဆက်လက်တွန်းပို့ပြီးဘကူးအပိုင်းပေါ်မှာရှိနေတဲ့မူလ VR တွေကိုပုံမမြင်တတ်သွားစေခဲ့ပါတယ်။လက်တော့လို့လှုပ်ရှားမှု ရရှိထားတဲ့ data တွေအရပကူးတိုင်းနှုတ်ပိုင်းတောင်ငူစွာကြောက်တခါ panel ကုန် data တွေမှာ M3.0 က M4.0 အစဉ်ကလေးငယ်တွေမကြာခဏလှုပ်ရှားနေတာတွေ့ရပါတယ်။ဒါကဒီအပိုင်းတက်ကြွနေစေဖြစ်ကြောင်းပြသနေပါတယ်။ထင်နိုင်ရေးခမ်းမ်းကြဘယ်တော့လို့မလဲဆိုတာကိုအတိအကျပြောလို့မရပါဘူး။ဒါပေမဲ့မဝေးတော့တဲ့အချိန်တစ်ခုမှရှိနေပါတယ်။ဘလောက်ပြင်းနိုင်မလဲ။ ီအပိုင်းရဲ့အလင်းနဲ့စုပုံးနေလေဖီအားရီအားထက်အကယ်၍တကြိမ်တည်းကျိုးပြတ်ထင်နေပင်းအားခွန်ကွာစီတို့ကခွန်ကွာမားစင်ဝန်ကျင်ကလင်ပြီးဖြစ်ပေါ်နေပါလေအဓိကအန်တယ်ရှိမြို့နယ်များဘကူးတိုင်းဘကူးဖျားကြီးညံဝေးပင်တိုက်ဦးဝတနက်ပင်ခရမ်းသုံးခွာစားတဲ့မြို့နယ်တွေဟာပြည့်ဝကျော်နဲ့အလွန်နီးကပ်စွာတရှိနေပါတယ်ရန်ကုန်တိုင်းရန်ကုန်မြို့ဟာအလွန်အကြီးမားသောအန်တယ်စုံထင်းနိုင်ရှိနေပါတယ် အထူးသဖြင့်အရှိပိုင်းခိုင်ဒဂုံမြို့တင်မြတောင်ဥက္ကလာတင်ကန်ကျွန်ပြည့်ခွေကျောင်းနှင့်ပုံမူနီကမှုကြောင့်မှာတုန်ခတ်မှုပြင်းထန်နိုင်ပြီးမြို့နယ်နဲ့အနောက်ပိုင်းလှိုင်းထားရအိမ်စဉ်နုံတင်မြေနုတော်မှာတရှိပဲပြေးဆုံမြေပြင်းစီမှုလိုက်ခွေဖီရှင်းနဲ့ငလလိုင်းချင်းတွေမှုအန်ဒီယလွန်ကြီးမှာပါတယ်ကောက်ချက်တဲ့စကိုင်းပြည့်ခွေတောင်ပိုင်းပဲခူးအပိုင်းဟာလက်ရှိအခြေအနေကာလအတက်မြန်မာနိုင်ငံရဲ့အန်ဒီယအရှိဆုံးငလင်းဆုံးဖြစ်လာပြီးရန်ကုန်မြို့ပဲခူးမြို့ကြီးတွေဟာအမြင့်ဆုံးအဆင့်နဲ့ကြိုတင်ပြင်ဆင်နိုင်စေပါတယ် Orange Zone အတိဒုတိယဦးစားပြီး ရှန်ကွန်ပရီမီယံပြည့်ရစင်းနေမြတိတ်ပိုင်နေကြအကြောင်းရင် M7.7 စကိုင်းငယ်လင်ကြီးရဲ့ဖီအားကူပြောင်းမှုဟာအရှိတ်ဘက်မှာကတ်ဆန်နေတဲ့ရှန်ကွန်ပရီမီယံဘက်မှာပြည့်ရကြော်ဒီကြောက်ကြံရှန်းတော်နဲ့မော်မင်းစားတင်ပေါ်လဲတက်ရောက်မှုရှိခဲ့ပါတယ်။အဓိကအန်တယ်ရှိအပိုင်းများနေမြို့နယ်များကကြောက်ကြံပြည့်ရကျော်ကင်ဖော့တမိုင်းမှာ M7 လုခဲ့ဘူးပြီးလက်ရှိမှာလည်းငလီနယ်တွေလုခတ်နေပါတယ်။အန်တယ်ရှိမြို့ဒီတောင်ကြီးရက်ဆောက်ဟိုးပုံးညောင်းရွှေ ခါရှမ်းတောင်တန်းပြည်ရှမ်းစကာဖော်ဒီမှာစကိုင်းပြည်ကြောင့်လည်းအပြာယူတည်ရှိနေပြီးဖြစ်ရအပြန်လည်တက်ရောက်မှုရှိနေပါတယ် ရရှိထားတဲ့ data တွေမှာမြင့်မြေပန်းလောင်ပေါင်းလောင်အပိုင်းတွေမှာ M+ ကမ+အတိလှူရှားမှုတွေအဆက်မပြတ်ရှိနေတာတွေ့ရပါတယ်။အန်ဒီရှိမြို့ရီပင်ဦးလင်ကြောက်စဲမြစ်သားဝန်တန်းသားစီနေပြီးတော့မှကောက်ချက်တယ်။ရှန်ကွန်းပြည်မြင့်တခုလောင်ကငလင်းအနယ်အစ်မြင့်တက်လာနေပြီးအထူးသဖြင့်မန္တလေးနဲ့နေပြီးတော့အရှိဖန်းကန်စီကရှမ်းပြည်နယ်မြို့ကလေးကတတိပင်းစင်နေစေပါတယ်။ရလုံးဆောင်အတက်တေရီယာဦးစားပြီးအင်ဒိုဘာမှာထိုးဆိုင်ဆောင်တဲ့ကဘောပြောက်ရဲ့တိုက်ပတ်နေကြအကြောင်းရင်း ရရှိထားတဲ့ data တွေမှာမြန်မာနိုင်ငံအနောက်မြပိုင်းစကိုင်းကိုင်းအထက်ပိုင်းချင်းပြည်နယ်မှာမြေအောက်အနှံ80က130ကီလိုမီတာအထိနဲ့ကြီးနယ်ငလျင်တွေဆက်တိုက်စုပုံများတွေ့ရပါတယ်။ဒါကအိန္ဒိယကြောက်ထုတ်ချက်ကမြန်မာကြောက်ထုတ်ချက်အကိုထိုးဆိုင်မြင်တဲ့ substitution zone တွေမှာလှုပ်ရှားမှုတွေဖြစ်ပါတယ်။အဓိကအနေနဲ့ရှင်းမြုပ်နယ်များချင်းပြည်နယ်ဟာခါဖက်လန်ဒီတင်စကိုင်းနဲ့အထက်ပိုင်းကလေးတမူဟုံးမလင်ကောက်ချတုံအီဆောင်ကအတိတ်မှာအင်အားကြီး M7 Plus D Focus ငွေရင်းတွေလုတ်ခဲ့ဖို့ပြီးဒူဝိတုံခတ်မှုက area ချင်းပြောင်းသွားတဲ့ရုံမှုနဲ့ဒူဒူပြူတိတ်ကြနေမှာတယ် ပြည်သူလူထုအတအရေးတကြီးလို့ဆောင်းဝါများအကြံပြုချက်ထိုက်ပြီးစိုးရင်ယုံတဲ့အထက်ပေါင်းများစွာကိုကဲတင်နေမှာမဟုတ်ပါဘူးပညာရှိဆိုတာကအန်ဒီကိုကြုံမြင်ပြီးတင်ဆင်းတဲ့သူပါအန်ဒီကိုအတိမတ်ပြုလက်ခံနိုင်ပါဦးမတို့စီမံမထင်နိုင်ပါဘူးဆိုတဲ့အတွေ့ကိုဖျောက်ဖျက်လိုက်ပါအထူးသဖြင့်အတင်ငယ်မှဖော်ပြထားတဲ့အန်ဒီဆိုမှရှိတဲ့ပြည်သူလူထုများအတအန်ဒီကိုအလင်းနဲ့ထားပါ မိမိအဆောက်အဦကိုတိပါစစ်ဆေးပါဒါအတက်ကင်မဲ့အရေးကြီးဆုံးအချက်ဖြစ်ပါတယ်အထူးသဖြင့်ရန်ကုန်ပုဂုဏန္တလီနေပြည်တော်တောင်ကြီးမှာမိတ်ဆွေများမိမိတို့နေထိုင်ရာတိုက်ခန်းအိမ်အလုပ်ဌာနတွေဟာငလင်တိုက်ခန်းနိုင်ရရှိရှိကိုတဆိုင်ရာအင်ဂျင်နီယာများနဲ့တိုက်မိမိဆန်းစစ်ပါလိုအပ်ရင်အားပေးပြင်ဆင်မှုတွေလုပ်ဆောင်ပါမိသားစုအရေးပေါ်အစီအစဉ်ရေးဆွဲတာ Family Emergency Plan Go Back အရေးကြီးစာရွက်စာတဲ့ရေအချောက်ခန်းအစားစာတွေဆေးများဓာတ်မီရေဒီယိုပါဝါဘန်းစာတင်တွေပါတဲ့အိတ်ကိုအဆင့်တင်ပင်ထားပါ လေ့ကျင့်ပါငလင်းနှုတ်ရငုံခွဲခွဲမှမှုခုခမ်းမိမဲ့ကိုပန်နေမှာလို့မလဲမိသားစုလိုက်လေ့ကျင့်ထားပါအိမ်ထဲမှာလုံကျုံတဲ့နေရာတွေကိုကြိုတင်သတ်မှတ်ထားပါစူးရသတ်မှတ်ပါငလင်းပြီးရင်ပြန်နေရာမှာခွင်းပိုင်းရပြန်စုံလဲကြိုတင်သဘောတူထားပါရက်ကွက်မျိုးနဲ့အစဉ်ပင်စင်ချင်းရက်ကွက်အရက်ကွက်အမျိုးနဲ့အလိုက်အရေးပေါ်တွန့်ပြန်တဲ့အသေးငယ်ကင်းဖြူချင်းနဲ့ဘေးလိုရာစူးရများသတ်မှတ်ကြည့်များအောင်အချင်းချင်းကူညီလှုပ်ဆောင်ပါမှန်ကန်တဲ့တင်းကိုပဲအားကိုပါအချင်းမီမရှိကောလာဟာလာများကိုလေးရှူရှောင်ပြီး DMS US in နဲ့ကျွန်တော်တို့လိုပညာရှင်တွေရဲ့အသေးပံတွေကြောင့်အသုံးမဲ့ချက်များကိုအားကိုပါ ကျွန်တော်တို့ဟာဘေးအန္တရာယ်ရှေ့မြောက်မှာရောက်ရှိနေကြတာမှန်ပါတယ်။ဒါပေမဲ့ကြောင်ရံတုံလုံးချင်းတီကျွန်တော်တို့ရဲ့ရွေးချယ်ချက်မဟုတ်ပါ။တိုးတင်ပင်းစင်ချင်းသားလင်းကျွန်တော်တို့ရဲ့အကောင်ဆုံးသောကာကွယ်ရေးဖြစ်ပါတယ်။ဘေးအန္တရာယ်ကင်းဝေးကြပါစေ။လေးစားစွာဖြင့်ဇင်နောင်နောင်သက်တင်းရဲ့ရှဲတဲ့ချက်တီပြည်သူများ၏အသက်ကိုကယ်တင်နိုင်သည့်တိုးတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အချိန်ပေးလိုက်တာပါ။